ဟယ်လိုချစ်ရတဲ့ဘီဘီမိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူသွားပြီးမှ Reaction လုပ်ကြမှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်သတင်းဗီဒီယိုမကြည့်ခင်မှာသတင်းသူသတင်းကောင်းလေးတွေအရင်ဆုံးဖတ်ပြပြပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့ဖာဘွန်ခရိုင်မှာနိုဝင်ဘာလအတွင်းတိုက်ပွဲ104ကြိမ်ဖြစ်ပွားပြီးစစ်တပ်ဖက်မှအရာရှိများအပါအဝင်16កောင်မျိုးစားဖြစ်သွားတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်အဲ့တော့ဖာဘွန်ခရိုင်တွင်နိုဝင်ဘာလအတွင်းတိုက်ပွဲ104ကြိမ်ဖြစ်ပွားခဲ့ပြီးအချမ်းဘတ်စစ်တပ်ဖက်မှအရာရှိကြီးများအပါအဝင်16ဦးမြေဩဇာဖြစ်ခဲ့ကြောင်း KNU သတင်းကထုတ်ပြန်ထားပါတယ်နော်အဲ့တော့104ကြိမ်မှာ16កောင်ဆိုတော့နည်းနည်းတော့နည်းတယ်ပေါ့နော်အဲ့တော့ညတွေမှာဆိုရင်တော့တရက်ထင်းနေတာမှာစစ်ကြောင်းပြုတ်လိုက်ချနေတာပေါ့နော်အဲ့တော့ဘာပဲပြောပြုတ်ခွေလို့ပါနော် ောက်ထပ်သတင်းတစ်ပုဒ်ကလည်းမန္တလေးမြို့နယ်ဈေးချိုအနီးဒေါက်တာတေဇာဆန်းဦးဆောင်၍ချမ်ပတ်စစ်တိုက်အတူရောင်တရားမဝင်ရွေးကောက်ပွဲကိုလူလူတရားလုံးပြပြသသာဆန့်ကျင်ကြရန်ဆန္ဒပြရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒီသတင်းကတော့မင်းညကလေးရပါတော့။အဲ့တော့မင်းညကကျွန်တော်ဗီဒီယိုတင်ပြီးတဲ့အချိန်လောက်မှပဲဒီသတင်းတက်လာတဲ့အတွက်ကျွန်တော် မထည့်ခဲ့ရဘူးနော်အဲဒီမနေ့ပြန်ပြီးတော့ထည့်ပေးတာဖြစ်ပါတယ်အဲ့တော့မနေ့ကမန်းလေးမြို့လေဇီချိုဒီဒေါက်တာတေဆာဆန်းဦးဆောင်၍အချမ်းဖက်စစ်တပ်ရဲ့အတုအယောင်မတရားမဝင်ရွေးကောက်ပွဲကိုလူလူတရက်လုံးပြပြတတဆက်ကျင်ကြရန်ဆန္ဒပြခဲ့ကြောင်းသိရပါတယ်ထိုဆန္ဒပြပွဲမှာအချမ်းဖက်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလူလူရေးတော်ပုံတသားများဖြစ်သောဒေါက်တာတေဆာဆန်းကိုနန်းလင်းကိုခန့်ဝေဖြိုးတို့အပေါင်းဝေးရဲဘော်ရဲဘက်များနဲ့ပြည်သူလူထုနဲ့တူပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်အဆိုပါလူလူလှုပ်ရှားမှုကိုအာဏာယူမင်းအောင်လှိုင်ပြည်ဦးလူမျိုးစစ်တပ်နဲ့ဆင်ပွဲသို့တက်ရောက်နေတဲ့ ရဲ့စကားပြောနေတဲ့အချိန်တွင်မန္တလေးလယ်၌စိတ်မဆာဘလို့များတောင်းကျမ်းနေတဲ့အချိန်ဒီဇင်ဘာလ3ရက်နေ့တွင်ပြည်သူလူထုပါဝင်ကူညီဆောက်ရှောက်မှုနှင့်အတူဘေးအရည်ကင်းစွာပေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်စစ်အာဏာရှင်စနစ်ဒီတိုင်းပြည်နဲ့လူထုတရက်လုံးအတွက်ပုံရံသူဖြစ်ပြီးစစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်ရေးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးနဲ့တိုင်းပြည်အတွက်ဘုံယူမှန်းချက်ဖြစ်သောလူထုတရက်လုံးအတွက်တမိုင်းပေးတာဝန်ဖြစ်ကြောင်းစစ်အာဏာရှင်စနစ်ကိုစန့်ကျင်တွန်းလှန်ရည်ရည်မှာအရင်းအီးအထိခိုက်များကြီးမားကြောင်း တို့တော့ဆီအာနာရှင်စနစ်အောက်တွင်ခေါင်းကုန်လဲလေစင်းခံပြီးစနစ်တက်ဆိုးရှည်သွားတဲ့တိုင်းပြည်နဲ့ဖြစ်လာမယ့်နောက်ဆက်တွဲပြည်ဆုံးရှုံးမှုများကပိုပြီးတော့ကြီးမားကြောင်းထို့ကြောင့်ဆီအာနာရှင်စနစ်တိုက်ဖျက်ရေးအတွက်ပုံမူတံမာကြပြီးဖြစ်ပြီးပုံမူစီးလုံးကြရင်ဖြစ်ကြောင်းဆန္ဒပြမှာပြောဆိုသွားတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။အဲ့တော့ဒီ Champions League ရဲ့ရွေးကောက်ပွဲကိုစတင်ဖို့လှုပ်ဆောင်လိုက်တဲ့ဒီကိုတီဇာဇက်ပေါ့နော်။သူ့ရဲ့ဗီဒီယိုဖိုင်လေးလည်းကျွန်တော်တစ်ချက်ကြည့်အောင်နော်။ တဲ့ပြည်သူပေါင်းလို့ခင်ဗျာအားလုံးနှုတ်ဆက်ပါတယ်ကျွန်တော်တင်စာဆက်ဖြစ်ပါတယ်အဲ့မှာကျွန်တော်တင်စာဆက်ဖြစ်ပါတယ်ကျွန်တော်တင်စာဆက်တဲ့အတူရေတော်ဘုံတပ်သားများဖြစ်တဲ့အဲ့မှာကိုခန့်ဝေဖြုတ်သခိုင်းကကိုနန်းလေးတို့အတူရှိပါတယ်ပြည်သူပေါင်းလို့ဒေသခံတို့ဝတ်ဆက်ပါတယ်ကျွန်တော်တို့အခုဆိုရင်အာနာရှင်စနစ်အောက်မှာနေနေရတာနေနေတော့ငါးပြည့်ထရောက်လာပါပြီကျွန်တော်တိုင်းပြည်ရဲ့ဒီဘွားရဲ့ခြေနဲ့နိုင်ငံရဲ့ခြေနဲ့ရရဘာကောင်းတယ်ဘာကောင်းတာရှိတယ် မကြည့်ဘူးမကြည့်ဘူးဘုံကလေးတွေနေနေတဲ့ရေခန့်ကအာနာရှင်စနစ်ဖြစ်ပါလေမင်းအောင်လေအာနာသိမ့်ပြီးတဲ့နောက်မှာကုန်းစဲတုံးတဲ့မိုးထီအောင်ထောက်တတ်နေရဲ့ဟုတ်ပါလားဟုတ်ပါပြီဟုတ်ပါပြီဟုတ်ပါလားဟုတ်ပါပြီစီပေါ်ရဲ့လူမှုရဲ့အဝိဇ္ဇိတရားကြားသွားပြီဟုတ်ပါလားဟုတ်ပါပြီကေရတော့နော်ဟာဒါရှိစနစ်ဟာဒိုင်းကြီးရဲ့ဘုံရည်သူဖြစ်ပါလေ ပေါ်များလာဖြစ်တဲ့အတွက်သမိုင်းပင်တော်ဝင်ရအာနာရှင်စနစ်ကိုဆန့်ကျင်ကြ ျွန်တော်လူထုကိုတင်ပြပြရသုံးချက်ရှိတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့ရဲ့လူထုကောင်းဆောင်အမဲတော်အောင်ဆန်းစုကြည်သမလိုက်ဦးဝင်းနေတဲ့နိုင်ငံရေးအရှင်သားတွေမလုံပုံပါနဲ့ပဲတက်တာတက်တာကျွန်တော်တို့နေလူမြောက်ဖို့လိုတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အတူရောက်ကြာမဝင်ရွေးကောက်ပွဲကိုတကယ်နဲ့ဆန့်ကျင်တိုက်ပွဲလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အရင်ရောကျွန်တော်အနိုင်ရောက်သွားပြီ။ဒေါ်စန်းသူကြီးတို့ဦးဆောင်တဲ့ပါတီနိုင်ရတာလေ။ရှားလက်ရှိတယ်။ အားကြောင့်ကျွန်တော်တို့ဘယ်မပေးကြပါနဲ့နောက်ဆုံးဒီကူကတော့ကျွန်တော်တို့ရဲ့လူငယ်လူရွယ်တွေကိုစီရမဟောတာသွင်းနေတဲ့အတင်းအတ္တမအသေးခံကိုင်းနေတဲ့အဲ့ကွန်းစစ်မှုတဲ့မတရားပေါ်တာဆွဲဦးမေကိုတခမ်းနဲ့ကျွန်တော်တို့တိုက်ပြကြပါအခုအလေးနဲ့ကျွန်တော်တင်ပြပြရရှိရတယ်ဒီဇင်ဘာလ10ရက်နေ့မှာဒီဇင်ဘာလ10ရက်နေ့အပြင်းမထွက်ပဲနဲ့အသံတိုက်စပိုက်လုံရင်းနဲ့ စ်အာဏာရှင်စနစ်ကိုလုံးဝကျွန်တော်တို့လူလူတည့်ရလုံးကစီးလုံးညီညွတ်သွားတဲ့လက်မကန်ကြောင်းပြသကြဖို့ silent strike ကိုဒီစဘာလာဆယ်ရနေပါကျွန်တော်တို့လုပ်မယ်တနေ့ကလေးတိုက်ကြတယ်လုပ်မယ်အားလုံးစီစီလုံးလုံးညီညွတ်ညွတ်နဲ့ပါဝင်ပေးကြဖို့ဆိုကျွန်တော်သုံးဆုပါတယ်ဒီဂျမလာဆေးနေနော်ဒီမိုကရေစီရရှိရေးဒိုယေဒိုယေဒီမိုကရေစီရရှိရေးဒိုယေ ကဲမော်တော့တကယ်ရေးရဲတော့ပေါ့နော်ဒီမန်လေးမှာစာနာပြသွားတာဖြစ်ပါတယ်အဲ့တော့တီဇာဆန်းဆိုရင်တော့အလုပ်ပဲပေါ့နော်အာဒီမန်လေးကိုလက်တပြေရောက်လာတယ်စာနာပြသွားတယ်ပြီးပြန်သွားတယ်ပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရက်ကွက်မှာဘယ်လောက်တော့မှကြောက်နေလဲဆိုတော့ချန်နာအောင်ကြည့်အောင်နော်အဲ့လေမနေ့ရတော့ကမနေ့ရတော့ကပေါ့နော်မန်လေးချဲရဲတာတဲ့မြို့နယ်ပိုင်းနဲ့အပိုင်ထဲမှာဈေးဂျုံလို့ကျွန်တော်သိရတယ်သူရေးတာတော့ဈေးဂျုံလို့သိရတယ်အဲ့ကောင်ဈေးဂျုံမှာတွားပြီးတော့စာနာရပြတယ်ဆိုတော့ကျွန်တော်တော်စဉ်းစားပါတယ် ဈေးကြုံနာမှာဒေါက်တာတေဇဆန်းဥဆောင်ပြီးတော့တဲ့နော်ဥဆောင်ပြီးတော့ဈေးကြုံနာမှာဟိုဆန်းနှပြတယ်ပေါ့လေဆန်းနှပြတော့လုတ်သွားတယ်ပေါ့ဆိုတော့တေဇဆန်းနဲ့အတူလူငယ်ချို့မနေရတော့ကမနေရဒီစမှာ၃ရက်မနေ့၅နာရီလောက်မှာတဲ့နော်အဲ့တော့ရုပ်ောက်ပွဲကိုမဲမပေးဘူး။ဘာညာဘူးပဲဆက်ပြီးရုပ်ောက်ပွဲဆန့်ကျင်နေလို့ရှာမှုဖြစ်နေ။စားဆိုင်နေကြဲချတဲ့ဗီဒီယိုဖိုင်တွေထွက်လာတယ်။တိကျဗီဒီယိုပဲကျွန်တော်မြင်ပြီးသွားပြီ။လူလည်းတကယ်ဆန္ဒပြခဲ့တယ်။တေသာဆက်မှတေသာအစ်စ်လူငယ်အချို့လည်းပါတယ်။ဆိုတော့ဖြစ်ချင်တော့ဒီစမှာ၃ရက်နေဆိုတာဗိုလ်ချုပ်ကြီးကပြည်ဦးလွင်နဲ့မန္တလေးနဲ့တောင်ချဆိုင်တော်ဟာနေတာ။သွားနေတဲ့အချိန်မှာခမ ဘိုးချုပ်မကြီးအဲ့နောက်သွားလာနေဒီဒီမန္တလေးနဲ့ဒီပြင်းပြဘိုးချုပ်မကြီးလူဒေါက်တာဆိုင်သွားနေတဲ့ဟာကြီးကိုအဲ့ဒီအချိန်နဲ့ကြိုက်ပြီးတော့အဲ့ဒီ area ထဲမှာပဲတေသာဆန်းကဝင်လာပြီးတော့ဆန္ဒပြသွားတာဆန္ဒပြသွားတာပြသွားတော့ဘာဖြစ်ကုန်လဲဆိုတော့ဘာမှမဖြစ်ပါဘူးဆန္ဒပြသွားတော့ဆန္ဒပြသွားလို့ညီမနိုင်ငံကြီးက UNG လက်အောက်တပြောင်းသွားတာမဟုတ်ပါဘူးအဲ့တော့သို့တော့ဘာဖြစ်သွားလဲဆိုတော့ဒီလိုဆန္ဒပြသွားတော့ရဲတွေဂျုံပြန်ကုန်ရောရဲရဲဂျုံဂျုံဂျုံပြန်ကုန် မေးပြီလေအဘေါ်ကမေးပြီလေဟောက်လေမင်းတို့ဒီကောင်လာတော့မင်းတို့တကောင်မသိဘူးလားဆိုပြီးတော့မေးပြီမင်းတို့ရဲတွေပြာကုန်ပြာပြီးရဲတွေလိုက်တာအသေးလိုက်တာလိုက်တာပေါ့ကျွန်တော်သိရတယ်တင်းဆန်းဆန်းမန်လီချိုင်းရတာတဲ့မျိုးနဲ့ပိုင်းနေမှာအဲမနေ့9နိုင်ခွဲ6နိုင်တော့မှစနားပြသွားတယ်စာရွက်တွေကျဲတယ်ပါဇက်ကလည်းပရိပရာကြီးပြောသွားတယ်ပေါ့ဗျာဒါပရိပရာဆိုလို့ကျွန်တော်ပြောမှာ तू ကတော့ तू ကတော့အမှန်တရားလို့သူတို့ကပြောမှာကျွန်တော်တော့ပရိပရာလို့ပဲပြောမှာဆိုတော့ပြောသွားတယ်တဲ့ပြောသွားပြီးတော့ပြီးလည်းပြောဒီကောင်တွေကြာတရင်ကြားလို့ရတယ်ခေါင်းရဲကလိုက်ရလဲခေါင်းမရှိတော့အဲ့ညမှာခဏပဲနိုင်ဘွက်တော်မကြဘူးတဲ့ခဏလေးပဲဒါပေမဲ့သူတို့တရင်ရတဲ့အချိန်မှာရရချင်း ရောက်ရနေရရောက်အမိသွားတဲ့အချိန်မှာမရဘူးလေရတဲ့ဖွဲ့ရောက်သွားမမိဘူးလေခြိုင်းသာတဲ့ကင်ထားတဲ့ရဲတွေရောက်သွားတယ်မမိမမိလိုက်ဘူးမမိလိုက်ဘူးဆိုတော့ဒါတေသာဆန်းကိုကိုညီနေတဲ့မန္တလေးမြို့ဘာလို့မန္တလေးကတေသာဆန်းမန္တလေးဟိုမန္တလေးသားတေသာဆန်းမန္တလေးသားလို့ဖြစ်နေပြီမန္တလေးကဟိုလိုဖြစ်နေပြီးတော့မန္တလေးမြို့ကလူတွေကတေသာဆန်းဆိုတာနဲ့ကိုညီမဲ့လူရှိတဲ့ခါကျတော့သူ့ဝိုင်းပြီးတော့မန္တလေးတွေကတချို့ဒီဘိတ်အုပ်စုတွေရှိမှာဗျာဟိုတက်ကိုမကြိုက်ဘူးဆိုတဲ့အုပ်စုတွေရှိမှာအဲ့ဒီအုပ်စုတွေကတေသာဆန်းကိုကိုညီလိမ့်မယ်ကိုညီပြည့်ကြတဲ့ဘောရှိတယ်အဲ့တော့တေသာဆန်းလက်ကနေဖက်ကနေပျောက်သွားခြင်းအကြောင်းရင်ဘယ်လိုပျောက်သွားလဲဆိုမေးကုန် တေချာရာကဒေသနဲ့မြေကိုရှိုးပြီးမိုးပြန်အောင်ကွီးနေတယ်လို့မဟုတ်ဘူးနော်အဲ့တော့တေချာရာကတော့ဒေသသန်းကြီးကွီးနေတယ်လည်းမဟုတ်တဲ့အတွက်တေချာရာကဒေသသန်းကြီးမန္တလေးရဲ့အဆက်အစွန်ဆက်တနေရာသူပြေးရမယ်ဘယ်လိုပြေးမလဲမန္တလေးမြို့တော်ကသူဆက်တော့နေရမယ်ပုံတော့မပေါ်ဘူးဘယ်ပြေးမလဲလို့မင်းဖြစ်နိုင်ရဲ့ချင်းဆိုဟိုဘကန်းစကိုင်းမင်းကုန်းဘက်ပဲတေချာရာအဲ့တော့ကိုဘချမ်းမင်းကုန်းကသွားရတယ်လွတ်သွားပြီလေမင်းကလွတ်အဲ့တော့ကြည့်ရတော့ခမန်းကြီးကတော့ဟိုဘကန်းကိုပြေးပြီးတော့ဟိုခမန်းခမန်းရတယ်ဒါပေမဲ့ ေကြတော့အဲ့ဒီရှိတဲ့လူနောက်ကိုရက်တဖွဲလိုက်ပြီမလိုက်လို့မရတော့လိုက်ပြီဟုတ်တယ်မလိုက်လို့မရတော့ဘိုးချုပ်ကြီးအဲ့ဒီမှာဒီသုံးရနေမှာဒီလိုမျိုးလွန်ထိုးသွားနေတယ်လို့ပြောလို့တော့ရတယ်အဲ့ဒီပြင်းဦးလုံးနဲ့မန္တလေးကိုဘိုးချုပ်ပြင်းဦးလုံးမှာမှသူ့ဟွာလေးနဲ့တွေ့လို့စကားပြောတယ်ပြီးတော့မန္တလေးမှာသူလျှောက်ကြည့်တယ်ပြင်းဦးလုံးပန်းပွဲတော့တက်တယ်အဲ့လိုသွားနေတာပေါ့နော်သူကသူဒီပြင်းဦးလုံးမန္တလေးနဲ့ဆိုတော့နင်းနေလေးကိုဘာမှမကြောက်အဲ့ဒါကိုအဲ့ဒီနားမှာအဲ့ဒါလိုလှုပ်သွားတာအဲ့တော့ရှိပါတော့တင်းတာပေါ့ကဲလူကြီးတဲ့မေးပြီးတော့မင်းတို့တာမသိဘူးလားဆိုတော့ရဲကျွန်းပြန်ရဲတွေကိုကျွန်းပြန်လိုက်ရတယ်ပူလိုက်ရတယ်အခုအတကုံထိုးလိုက်နေတယ်တဲ့နော် ထဲထိုးလိုက်ပြီးတော့မှနောက်ဆိုပြည်ရေးရရဲချုပ်အစင်လေးဒီမှာရောက်ပြည်ရေးဝန်ကြီးဒီမှာရောက်ရောက်ပြီးတော့ရောက်အောင်ဖမ်းမိအောင်ဖမ်းဆိုတာမျိုးတွေတော့သူတို့ခိုင်းလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဘာလို့ဆိုသူတို့မခိုင်းလို့မရတော့သူတို့တောင်းဖြစ်သွားပြီသူတို့လုပ်ပြီတောင်းနေပြီလေလိုက်နေလို့ကြားတယ်အဲ့တော့ဒေသဆိုင်ကတော့ဟိုကံကောင်းနော်မန်းလေးလောက်ရတော့နော်တကယ်ဒီအားလုံးကတိုက်မယ်ဆိုရင်တော့တကယ်တိုက်လို့ရတဲ့အနေအထားဖြစ်ရနော်အခုလိုမျိုးကျွန်တော်တို့တကယ်တော်လိုင်းမှာတကယ်ဒိတ်ဒိတ်ကျေကောင်းဆောင်တွေလာတာတော့မှသူတို့ကဘာမှမလုပ်နိုင်ဘူးနော်ဟုတ်ရင်တော့သူဟိုးအဝေးရောက်ပြီးရင်တော့လွတ်မယ်ပြေးနိုင်ဘူးဆိုရင်တော့တနေရာမှာမိမယ်သို့တော်လဲ မိချင်းလုတ်ချင်းရတော့အေးမကြည့်တော့ပါဘူးပြရတယ်လည်းပြပြီးစိုက်လုတ်ဆက်ရေလုတ်ပြီးစိုက်တေသာဆိုင်ဒီလိုဝင်လုတ်ရဲတဲ့ဝင်လုတ်ရဲတဲ့ဇာတော့သိတော့မသိဘူးပဲနော်ဒီဇာတော့သိတော့မသိဘူးဘာလို့ဆိုခရဆာကြီးဒီလိုမျိုးကဝင်လုတ်ဖို့ဆိုတာမန္တလေးတော့ဝင်လုတ်တယ်ပြီးချက်ချင်းဖက်ကနေဖက်ကနေပြန်ရှောင်းထွက်သွားဖို့ဆိုတာနည်းနည်းတော့သူ့ရဲ့ဝါတော့မဟုတ်ဘူးတစ်ခေါက်လည်းမဟုတ်ဘူးတစ်ခေါက်လည်းမဟုတ်ဘူးအဲ့လိုစီစဉ်ပေးရလို့သူသက်ရှိနေလိမ့်မယ်ဝင်လာပြီးထွက်သွားအဝင်ထွက်လမ်းကြောင်းတွေစီစဉ်ပေးရလို့ရှိနေမယ်ပြီးတော့ရှိပြီးတော့ဒီလိုလုတ်လိုက်တာနဲ့များသူရမယ်ဖန်နေရှိမယ်ငွေရဘယ်လောက်ရမယ်တော့မသိဘူးဒီတပွဲတောင်သူအဲ့ဒါတော့အကောင်လည်းရှောက်ပြောတော့မဟုတ်ဘူးเออดีแล้วบ่เนาะเออ ဒေါက်တာတီဇာဆန်မန်လေးထဲမှာဒီလိုမျိုးပေါ့နော်လက်တပြက်စန္ဒပြတာတစ်ခေါက်လည်းမဟုတ်နှစ်ခေါက်လည်းမဟုတ်တော့ဘူးနော်အဲ့တော့သူတို့ဘက်ကဒေါ်လာလေးလောင်းနေတာဖြစ်ပါတယ်အဲ့တော့မန်လေးမြို့ကိုအာဒီပေါ့နော်ဒေါ်လာတစ်ခွေတိုက်မယ်ဘာညာဆိုရင်လမ်းကြောင်းနေရှိပြီးသားဖြစ်ပါလိမ့်မယ်နော်အဲ့တော့ဘယ်လိုပဲပြောပြောဒီဒေါက်တာတီဇာဆန်လိုမျိုးတကယ်တော်လည်ရေးမှာတိတိကျေးပေါ့နော်လူလူအားလုံးသိတဲ့သူတယောက်ကဝင်လာတာသူတို့အတွက်သူတို့ဘာမှမသိလိုက်ရတာသူတို့အတွက်တော်တော်လေးကိုကြောက်စရာကောင်းပါတယ်နော်ကဲပြီးခရီးရပိုင်းတွင်အားလုံးလည်းမမျိုးမင်ထင်ပါတယ်နော် ဒီကျွန်တော်တို့တော်လိုင်းဖက်ကိုပေါ့နော်ဒီတက်တော့ထဲမှာလောင်ရတဲ့တယောက်ကဖမ်းမိသွားတဲ့ခါမှာပြောင်းလင်းပြောင်းစားလိုက်ပြောပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘိုးကြီးတင်လင်းအောင်သုံးသပ်ထားတဲ့နားထောင်ကြည့်အောင်နော်အရင်ဆုံးပေါ့နော်မကြည့်ရသေးတဲ့သူတွေအတွက်ထပ်ပြီးတော့ပြန်ပြပေးတာပေါ့နော်သူဘာတွေပြောထားလဲဘယ်လိုမျိုးခံရလဲဆိုတော့ဘယ်လိုမျိုးအမြဲတမ်းရည်နိုင်ပါစေအမြဲတမ်းပြောနိုင်ပါစေလို့ကျွန်တော်တို့ကနေပြီးတော့ရှုမှတ်ပါကောက်ဝေးနေပါတယ်ရှင်နော် နောက်တော့မှလေအမလေးတပ်မတော်ကျမတို့ပေါင်းအားရဖို့နဲ့လောချလိုက်တာဂုံပါပီစီပါပီကျမတို့ပြီးသူတဲ့ ိုးရေအဲ့ဒီပစ္စည်းကုန်ပါပြီဘာလဲညာလေးဆိုပြီးတော့လေတက်မော်နေအဲ့ဒီခါကျရင်ကျမတို့ဘောမတွေရာရှေတို့လိုမျိုးနဲ့ယူမှာမဟုတ်ဘူးသိလားနော်စောက်ခွေချီတော့နဲ့ရှောက်ကန်ပေးမှာရှောက်ကန်ပေးမှာလူဆိုတာဘုံတလက်ပြန်တလက်ပဲနော်အဲ့ဒီတော့ရည်နိုင်ပါစေလို့အခုတော့ကျမတို့ကရှူတောင်းပေးနေမယ်နော်အခုလည်းပဲရှင်တို့ဘလောက်ပဲရည် ျမတို့ဖေအန်ဒီစာလိုက်မစ်ဆေ့ကျမတို့ကတော့တာနေပြီလေကျမတို့ဘုံမလေးကတော့တာနေပြီလေဘလို့ပါနေပြီလားနေတို့အရန်ချိရပါပြီလားအရန်မျက်နှူလာပါပြီဆိုတော့နေတို့ရနိုင်ငံကျော်နှူပဲစစ်စဲရထောက်ပြမဲ့ကကကြီးပြီနော်နေတို့ဘလောက်ပဲရည်ရထားလို့မဲ့ကကကြီးပြီတူอ่ะနော်အဲ့ဒီတော့ကျမတို့ကတာနေတော့ပြီပြန်ရနော်ရေနေပါစေဆူတောင်းပါတယ်နောက်တော့မှနော်တော့စားတော့တူလို့ကဲဒီဗီဒီယိုကတော့အလုပ်ကြည့်ပြီးသားဖြစ်မှာပေါ့နော်အဲ့တော့ तू အဖားခံရတဲ့ချိန်မှာ तू ဘာပြန်ပြောလဲချက်တာကြည့်အောင်နော် ကမ်းမှုနာမပြောဝဝတတော်။အဲစကမ်းမှုကဘာမှမပြော။ဘာမှစကမ်းမပြတော့ကွာ။ဒီဒီဆေးရောင်းတာတွေနေလို့ပတ်စံတွေကျွန်တော်လိုင်းကြီးတွေပေးပြီးရောင်းနေတာတွေနေလို့စကမ်းမှုကဘာမှမပြောဘူးလား။စကမ်းမှုတော့ဘာမှကျွန်မစကမ်းမှုကဘာမှမပြောစေကျွန်မစကမ်းမှုကကျွန်မတို့ခေါ်ပြောလို့စေလောက်လေမှာ။တခါတည်းဘာမှစကမ်းမှုမပြောဘူး။နင်းတက်တော့အကောင့်ထဲမှာနင်းကစားထားတာတွေတွေ့တယ်။ပေါင်900ဘုံးနဲ့လာကျဲပါလားပြောအခုလာကျဲခိုင်းရင်ရောအဆင်ပြေမှာ။မကြည့်ရစေ။ဟမ်။ကိုကျန်းစာတက်လား။စာတက်။ကိုကျန်းစာတက်လား။စာတက်။ ငါတို့ကနင်တို့တမရိုးကိုချစ်တယ်ဆိုတာပြင်းတာပေါ့ငါတို့ကနင်တို့ထက်ပိုချစ်တယ်တမရိုးတမရိုးကိုခုတုံးလှုပ်ပြီးတော့မှနိုင်ငံအာဏာကိုမတရားယူတဲ့ကောင်တွေကိုငါတို့ကတော်လာတာ။နော်။မော်လားကွာ။နော်။အဲ့တော့မြေမိသားစုကိုတော့အခုခုနငါတို့ရဲဘော်ပြောသလိုစားဖို့တောက်ဖို့ငါတို့ကပြစ်မထောင်ငါတို့ကလူစိတ်ရှိရယ်။နော်။ကလေးမရအမေဖန်အမေမရကလေးဖန်ငါတို့ခွေးလိုမျိုးမလုပ်ဘူး။မဲအောင်လာစက်တက်လို့ငါတို့မလုပ်ဘူး။နော်။ကလေးမရအမေဖန်အမေမရရယ်။ ตาพันตะมีพันငါတို့မလုပ်နှင်းကလေးတွေကိုနေရတော့နေအသိရှိတဲ့ဓာတ်တွေဒီမှာခံနော်အဲ့ဒါငါတို့ကဒါဥပဒေငါတို့ကဥပဒေနဲ့အညီလို့လားနင်တို့ထောက်ခံတဲ့အဘစစ်ခွေးတွေရတာဘဇက်ကလားဥပဒေညီဥပဒေအညီပြောတာစောက်တလွဲလို့တာငါတို့တော်လိုင်းရေးဘက်ကဟုတ်တယ်ဘယ်တော့မှစောက်တလွဲမလုပ်ဘူးဥပဒေနဲ့အညီပဲနင်ကိုလုပ်မယ်ဥပဒေနဲ့အညီပဲနင်ကိုအရေးယူမယ်နင်မိသားစုကိုလည်းငါတို့ကအခုအခုလက်ရှိကာလမှာစစ်ဘေးစစ်ဒဏ်တင့်နေတဲ့အတွက်ငါတို့ကပြစ်မထားဘူးဒီတော်လိုင်းရေးတပ်ဖွဲ့ဒီဘက်ကငါတို့ဘက်က တောင်ဝရှိတဲ့လူကြီးတွေကနေရဲဘော်တွေကအစားနေကလေးတွေကတော့သွားပြီးကြီးစုစောင့်ရှောက်ပေးမယ်နော်သဘောပေါက်လားသဘောပေါက်ထောက်ခံအောင်ထောက်ခံထောက်ခံလေးဘာဖြစ်တာတော့နေလဲနေကြိုက်တာနေထောက်ခံတာပဲဘာမှမဖြစ်ဘူးဒါပေမဲ့ဓမ္မနဲ့အဓမ္မဆိုတာတော့ခွဲခြားပြီးသိဖို့လိုတယ်နော်နေသာမိတ်ကလေးဖြစ်နေလို့ဒီဘက်ကဘာမှမလုပ်တာခုဒါမိတ်ကလေးအဖော်တွေနဲ့ငါတို့လာတာနေငါတို့လက်ဖျားနဲ့တော့မထီဘူးထီလည်းမထီကြုံညော်လို့ကဲရှင်ရောနော်ကဲ ဟိုမဖားခံမဖားခံဖားခံမထိချိန်ချိန်တော့တော်လိုင်းတစ်ဖွဲ့တွေပြောအမေစုကိုလည်းပြောပါတော့ခုဖားခံထီတော့ဗမာစကားမပြီးတော့ဓဝေစကားလိုပါလို့ဖြစ်ကုန်တာပေါ့နော်အဲ့တော့ဘိုးကြီးတင်လင်းအောင်လည်းသုံးသက်ချက်လည်းနားထောင်ကြည့်အောင်နော်အဲ့တော့ဒါဒုဗီဒီယိုဖိုင်ဆိုလို့ရှိရင်ဒါဟိုအမချောင်းနဲ့အမိုင်ပါဇက်တော့ခတ်ရမှာသူကသူကသူကတော့ကျွန်တော်တို့အဲ့ဒီထဲမှာနည်းနည်းလေးကွယ်ထားတာလေးရှိရယ်သူကအဲ့မှာ၆ပေါက်ထဲမှာသူက၆ခေါက်လက်ခေါက်ထည့်ထားတာ ဟုတ်တယ်အောက်မှာခြေတော်နှချောင်းပြီးမှအပေါ်မှာလက်လက်ပါလက်ထိပ်ပါဟိုလက်နှချောင်းပါနင်းလက်ထိပ်ပါခတ်ထားတာပါဇက်တစ်ပေါက်ပဲ အဲ့ဒါပြောတဲ့ခါကျအခုကိုချင်းစားတတ်ပြီလားဆိုကျွန်တော်ဘိတ်ဘက်ကပြောလို့ဟုတ်ကဲ့လို့ပြောတဲ့ဟာကရှင်းရှင်းပေါ့တို့ပြောတာအမျိုးသမီးဆိုရင်ဒါအမျိုးသားဆိုရင်တော့ဟုတ်ကဲ့လို့ပြောတာခမရခမရဆိုပြီးတော့ပြောတာပေါ့နော်အဲဘိတ်ဘက်ကတုံးတဲ့စကားလုံးပေါ့နော်ဘိတ်တို့တဝဲတို့ဘက်ကတုံးတဲ့စကားလုံးပေါ့ကျွန်တော်လည်းအရင်တော့မကြွညင်မှားဝိုင်းတော့ sorry ဟိုအဲ့လိုမျိုးတော့ကျွန်တော်နေခဲ့တဲ့အချိန်မှာအဲ့လိုမျိုးတစ်ခုပြောလိုက်ရှင်းရှင်းရှင်းဆိုပြီးတော့ပြန်ပြောတာပေါ့နော်ဟုတ်ကဲ့ဆိုပြီးတော့ပြောတယ်လို့တော့ကျွန်တော်တော့ယူဆတယ်ပေါ့အေးယောက်ျားအမျိုးသားဆိုလို့ရှိရင်လည်းခမရခမရဆိုပြီးတော့မှ ပြန်ပြောတယ်ပေါ့နော်အဲအဲ့ဒီအာတော်တော်သူကိုချင်းတော်တော်စာတတ်သွားပြီပေါ့နော်အာချောင်းနာကကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကိုအာချောင်းနာကတော်တော်ဆိုးတယ်ပေါ့နော်တော်တော်ဆိုးတယ်အဲ့လိုအာချောင်းလဲကောင်နေရဏီကုန်းကျုပ်တွေလည်းကြည်လိုက်ဒီလိုင်းပေါ်မှာပဲသူ့ရဲ့တက်တဲ့တက်ကရာဒီနေအတူတူနောက်မှာပြန်ပြီးတော့မှတွဲပြီးတော့မှဟိုမှာ အာရခတာတော့အေးမှာဆိုလဲဒီတိုင်းပဲအဲဒါဟိုအေးရဲ့59နှစ်မြောက်ဟိုအင်ဒီဘာရှီယိုလူမလာနိုင်လို့တော်လေးပဲလှုပ်လိုက်ပါဆိုဘုံကြီးမှာအဲမာကမာကပန်နဲ့စာရေးပြီးလဲပြီးတော့သူသူ့ဗီဒီယိုသူ reaction ပြန်လုပ်ရတယ်ပြန်လုပ်ကမ္ဘာရမီလို့ပါဆိုမင်းကဒီကောင်မကိုလည်းသူအဲ့လိုလှုပ်ခိုင်းရမှာတွေ့လားသူ reaction ပြီးလို့ရှိရင်သူ့ကိုအဲ့ဒီဟိုကွင်းမြင်ထဲမှာသိလားကွင်းမြင်ထဲမှာသွားပြီးတော့မှဟိုကလှုပ်ခိုင်းထားပြီးတော့မှဟိုငုတ်ငုတ်ရိုက်ပြီးတော့မှကျိုးနဲ့ချီထားပြီးတော့မှ စစ်တပ်ကိုလှမ်းပြီးတော့ပြောရမှာအဲ့တန်းမှာ PDF တွေရှိတယ်ဆိုပေါင်900နဲ့လာကျဲပါဆိုပြီးမှသူတယောက်တည်းကိုကွင်းထဲမှာလို့ထားရမှာတိရဟိုဘေးနားနေတကယ်မလို့ရင်တော့မသိရဘေးနားနေစက်တွေနဲ့ပြောနေရမှာတိရအဲ့မှာဒီမှာဒီဒီကွင်းမြေမှာငါတို့ရှိရရောက်နေမင်းတို့လာကျဲရဲလာကျဲရဲလာကျဲခွာပါညာဆိုပြီးတော့ပြီးတဲ့ပြီးတော့ဖုန်းလေးထုတ်ကြည့်ဟာဂျက်ဖိုက်တာတက်လာပြီပါညာဆိုပြီးတော့မှသူထားခဲ့ပြီးတော့မှတိရဟိုကိုရဲဘော်တွေကနောက်ကိုစုပ်ပြေးရမှာတိရအဲ့လိုမျိုးတွေလောက်ရမှာကိုချင်းစာတတ်အောင်မှာကျွန်တော်တို့ကအဲ့လောက်ထိ သူ့ကိုတကယ်ဘုံကျဲတဲ့နေရာကိုကျွန်တော်တို့ပြည်သူလူထုကိုဘယ်တော့မှတုံမန်းကိုကျွန်တော်တို့ဘက်ကပထောမှတစားကံဖြစ်မတုံးပါဘူးတုံးပါအောင်တုံမန်းနဲ့တစားကံဖြစ်တုံးရင်ရတာပေါ့ဒါအခုမောတော့မှဆိုလို့ရှိရင်ဒါအယောက်40ကျော်နဲ့50ပတ်ချလဲပေါ့နော်အခုနောက်ထပ်ထက်မိကြတွေရောဗာရောဆို50ပတ်ချလဲလောက်ရှိအခုမောတော့ကိုရဖို့အတွက်သူတို့စစ်ကြောင်းပြန်တိုးနေတယ် ဲ့တိုးနေတဲ့ရှစ်တဲတွေမှာကျွန်တော်တို့အဲ့အယောက်90ကိုသွားပြီးတော့မှတယောက်ကိုဟို10မီတာချားပဲဖြစ်ဖြစ်9မီတာချားပဲဖြစ်ဖြစ်ရှစ်ကနေသွားပြီးတော့မှတန်းစီခိုင်းထားပြီးတော့မှသူတို့တနက်ပေးပြီးတော့မှနောက်ကနေနှထင်တိတ်ထားပြီးတော့မှပြစ်ရှေ့ကိုဟုတ်ဒါလူသားတစ်နိုင်ဖြစ်သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေပို့ဆိုပဆက်ပေါ့နော်စောက်ကြည့်ရုံမယ်ဆိုရင်ရှစ်တက်လို့လုံးမယ်ဆိုရင်တော့လုံးလို့ရတဲ့အကွက်တွေအများကြီးရှိတာပေါ့နော်ကျွန်တော်တို့တွေအဲ့လိုမရက်ဆက်ပါဘူးဒါပေမဲ့ဒီမျိုးသမီးကတော့ တော်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 ပေါင်ညားတဲ့ဟာနဲ့ကျွန်တော်တို့ဒါအမေသားသမီးတွေကိုပေါင်ညားတဲ့ဟာနဲ့နှိုင်းပြီးတော့မှာဗောနော်တော်တော်ပြောတာဆိုတာကိုစုပစက်ပြောတာဆိုတာဗောနော် तू ကတော့ဒါပရမပိုင်းမှာတော့ဟိုလိုပြောတာဗောနော်ဘိတ်လိုပြောတာဗောဘိတ်လိုတဝဲလိုတစ်တော်ဆော့ရဲ့အချိန်မှာအဲ့လိုပြောတာဗောနည်းနည်းတော့အတန်ကတော့နည်းနည်းနားထောင်ရတာတော့နည်းနည်းဟိုဖြစ်လိမ့်မယ်ဗောဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့တော်လိုင်းတက်ဖွဲ့နဲ့တွေ့တဲ့အချိန်မှာရဲဘော်နဲ့ပြောတဲ့အချိန်မှာရဲဘော်ကတော့ဗမာလိုပြီပြတ်တာ ပြောတယ်ပေါ့သူကတော့ရှင်းရှင်းနဲ့ပဲကိုချင်းစားတတ်ပြီလားစားတတ်ပါပြီနဲ့ပဲဒါတော့အာချောင်းနဲ့အမှုပေါ့နော်အဲ့တော့ဟိုအမကံမရတဲ့အမှုကဘာအမှုလဲဆိုတော့အဲ့ဒီအမှုပဲလို့ပြောချင်တာပေါ့နော်ကဲကြားရတိုင်းပေါ့နော်ဒါတော့ဝေးတင်လာသုံးသက်ပြထားတဲ့စဉ်ဖြစ်ပါတယ်နော်အာချောင်းတဲ့သူတွေအားလုံးကတော့အခုချိန်မှာဆိုရင်ဒီ live မှာပြန်မိတဲ့အနေအထားတွေအားလုံးဖြစ်နေပါတယ်နော်အဲ့တော့အာချောင်းလုံးမရပါဘူးအာချောင်းတဲ့သူမှန်သမျှကိုလည်းဒီကတည်တည်ချာချာပေါ့နော်ဖမ်းပြီးတော့စီးရင်လည်းတွေ့ရပါတယ်နော် ကဲနောက်ကျွန်တော်နားထောင်ပါတာကိုစီတင်ဆက်ထားတယ်ပေါ့နော်အချက်မစစ်ကောင်စီကကလေးစစ်သားတွေတုံးပြူနေတယ်ဆိုတဲ့သတင်းသူ့ကိုသတင်းပို့ပို့ထားတဲ့ဟာကိုသူဖက်ပြနားထောင်ကြအောင်နောက်တစ်ခုကတော့လက်ရှိအာဏာသိမ်းအချက်မစစ်တပ်ကအသက်မပြည့်သေးတဲ့ကလေးတွေကိုကလေးစစ်သားစုဆောင်းနေတယ်ဆိုတဲ့တက်တေပေါ့နော်ဗီဒီယိုဖိုင်တွေကျွန်တော်ပို့လာတယ်စစ်စဲမှုတွေပို့လာပါတယ်အဲ့တော့ဗီဒီယိုဖိုင်ရောကျွန်တော်အတန်လောက်ပဲဖွင့်ပြမယ်ဘာဖြစ်လို့ဆိုတော့အဲလက်နက်တွေပါတဲ့အတွက်ကျွန်တော်တို့ဒီမှာ community နဲ့ညှိမှဆိုလို့ ဗီဒီယိုဖိုင်ကိုကျွန်တော်ဒီကနေအတန်းဖွင့်ပြမယ် Telegram မှာဗီဒီယိုဖိုင်ကိုတင်ပေးမယ်နော်ကြည့်ကြည့်တဲ့လူ Telegram မှာကြည့်လို့ရအောင်လို့ဟုတ်ကဲ့ပထမသတင်းနေရတော့ဒုနတ်မေအောင်ပြည့်ဖြိုးကိုပိုင်အမှတ်ပစ1.1008အပတ်စဉ်15တင်တန်းစဉ်တသားတစ်အဲ့ဒီတသားတစ်ကဒီမြို့နယ်ဘက်မှာပေါ်တာဆွဲခံရတာဖြစ်ပြီးတင်တန်းစင်းပြီးပြီးချင်းမှာပဲရှစ်တန်းစင်းမြေပြေကိုပို့ခံရလို့ဖွပြေးလာတဲ့အချိန်မှာ MDY PDF တာဝန်ရှိသူတီးဦးနဲ့ LPDF တာဝန်ခံငကားမှာ လက်ရှိသွားရောက်ပြီးတော့ကယ်ထုတ်လာတာကယ်ထုတ်ပြီးတဲ့အချိန်မှာအခုစစ်ဆေးနေမှာနော်လမ်းမှာတူကိုမိတယ်တူကလည်းထွက်ပြေးလာတာခြေဦးတက်ရထွက်ပြေးတဲ့အချိန်မှာအနောက်ကစစ်သားတွေကတူကိုလိုက်ပြီးတနက်နဲ့လိုက်ပစ်တတ်ပါတယ်ပစ်တတ်တာအသက်လူပြီးကလေးကထွက်ပြေးလာတယ်ကောင်လေးရဲ့အသက်ကငယ်ငယ်လေးရှိပါသေးတယ်ကျွန်တော်ဗီဒီယိုဖိုင်ကိုဖွင့်ပြပါမယ်ကြည့်လားကြည့်လားဟုတ်လားညာနာမည်ကတော့ဘာလို့ညာဘယ်ရဆက်ရလဲအခုဟုတ်ဘာမှမလုပ်ဘာမှမလုပ်ဘာကိုလည်းရှိပါဦးလားအသက်ကဆက်ချောင်းမသိပါဆက်ချောင်းဟုတ်ကဲ့အိမ်ရမိပါတယ်ကိုပေါက်ဆက်ပေးလို့ရပါအေးကြားပါတယ်နော် ူရဲ့အတက်က16နှစ်ပဲရှိပါသေးတယ်။အိမ်ကမိဘတွေကိုဖုံးဆက်ပြီးမေးလို့ရပါတယ်တဲ့နော်။မင်းကိုယ်ကလည်းပဲကိုယ်ကလည်းပဲတခုန်တည်းခုန်ခုန်ရှိတခုန်တည်းခုန်ခုန်ရှိဟုတ်ကဲ့။တောင်းဝဲမူလားပတ်သက်စားလားပတ်သက်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 ဒီလိုစီမလား။ဟုတ်ကဲ့။ပတ်သက်မလား55ပါ။ပတ်သက်55ဟုတ်။မင်းဒီမရေကခွေမကြခင်မင်းဘယ်ခွင့်ကြခဲ့ဘူးလို့။ဘယ်မှမကြဘူးတော့ဒါပထမဆုံးစဉ်စဉ်လာတယ်။ဘတ်စင်ကောင်ရမယ်ခုက19ရောက်သွားပြီ။၄ခုကြံသွားပြီဂျာနဲမှာ။ အမှ16တော့မုံမှန်ပါပဲရှိပါသေးတယ်မသိရသေးပါဘူးသိရသေးဘူးသိရသေးပါ16ကိုမုံမှန်ပါပဲရှိပါသေးတယ်ဒီမှာဟောလေးသိရလားဟုတ်သိရပါတယ်ကဲဒါကတော့အသက်16နှစ်ပဲရှိသေးတဲ့ကလေးကိုပြည်မြို့နယ်ကနေပေါ်တာဆွဲပြီးတော့စစ်မှုထမ်းအပတ်စဉ်15ရက်မှထည့်ပြီးတော့အခုခြေတန်းကိုပို့လိုက်တာခြေတန်းကိုပို့ရတဲ့အချိန်မှာသူ့တို့ပဲအတက်မပြည့်သေးတဲ့ကလေးတငယ်တွေကိုလက်ရှိအာဏာတိုင်းအကြမ်းဖက်စစ်တပ်ဟာပေါ်တာဆွဲတဲ့ဖမ်းဆီးတဲ့ခြေတန်းကိုပို့တယ်လူသားတိုင်းလှုပ်တယ် PDF တွေကိုပြန်တိုက်ခိုင်းတဲ့လုပ်ရက်တွေကိုနေရာအနှံ့အပြားမှာလုပ်နေတာပါဒါကျွန်တော်တို့လူကိုယ်တိုင်တက်တေအခုတမှမိတာပဲเนาะအဲ့တော့ဒါကိုလဲစော်မဲလုံးကဘလို့ထွက်လိမ့်အောင်မလဲတော့ပြောမတတ်ဘူးအခုကျတော့ဒီမှာသူတို့ကြီးကစစ်သားကိုယ်တိုင်အမှန်တကယ်ကတော့အခုဒီလိုမျိုးစစ်ဆေးနေရတာဒီတူကတူဘလူးကဆက်မတွယ်လာပဲတူကထွက်ပြေးလာတာထွက်ပြေးလာတာကိုမိတဲ့အတွက်ကျွန်တော်တို့ကတေရခံလာတကယ်ပဲစစ်မှုထမ်းကနေမနေကျွန်တို့ထွက်ပြေးလာတာဆိုတော့တက်ဆိုင်တိုက်တဲ့ဘက်ကစစ်ဆေးတယ် စစ်ဆေးပြီးတဲ့နောက်မှာတော့ကောင်းမွန်စွာကျွေးမွေးဆောက်ရှောက်ပြီးတော့ထိန်းသိမ်းထားပါလေ။ဒါဟုချင်းချင်းအပြင်လက်ရှိအာဏာတိုင်းအကြမ်းဖက်စစ်တပ်ဟာပြည်သူတွေအပေါ်မှာဘလောက်ထိစစ်ရာဇဝတ်မှုတွေပြုကျင့်နေတယ်ဆိုတာကိုတွေ့ပါလိမ့်မယ်။ကျွန်တော်တို့ဖုံးထောင်ကင်မရာထောင်ပြီးတော့ပါဇက်နဲ့ပြောနေတာမဟုတ်ပါဘူး။လက်တွေ့ပြနေတာပါ။အဲ့တော့အခြားနယ်မှာရှိတဲ့ပြည်သူတွေအနေနဲ့သွားမြဲလာမြဲပျော်မြဲပါမြဲငါတို့တွေကပျော်တာမင်းတို့တွေကမနာလိုဘူးဆိုလဲပျော်ကြပါ။အခုလိုမျိုးစွဲကန်ထိပြီးတော့ဘဝပြက်တဲ့အချိန်ကြရင်တော့မငိုကြေးပေါ့နော်။ ကျွန်တော်တို့ပြည်ပရောက်တော်လိုင်းအင်အားစုတွေကပြောနေကြတာဒီမနာလို့မဟုတ်ပါဘူးကိုယ်နိုင်ငံသားတွေပြောနေတာမနာလို့ပြဘာအကြောင်းရှိတယ်ဗျဟုတ်တယ်မလားကိုယ်နိုင်ငံသားတွေအဲ့ဒီအပျော်ကိုခုတုံးလုတ်ပြီးတော့ဒီအာနာယုလူတစုကဖမ်းနေတာဟုတ်တယ်နေပါပြီအေဂျင့်နေပါပြီဆိုတဲ့ဟာမျိုးနဲ့တိုင်းပြည်ကိုဖျက်ဆီးနေတာဒါကြောင့်မလို့ဒါကိုအားလုံးနမူနာယူကြဖို့လိုတယ်ကျွန်တော်တို့ဒီနှစ်အပိုင်းခြားလေးမှာမပျော်လိုက်လို့နောက်ထပ်နှစ်တွေကြာရင်ကျွန်တော်တို့သေသွားမှာလားမသေပါဘူးဒီခန္ဓာကိုယ်တွေဒီဘဝတွေရှိပါဦးမယ်အဲ့တော့ကိုယ်နိုင်ငံလွတ်လပ်ရေးရတဲ့အချိန်မှာ လွတ်လွတ်လပ်လပ်ပျော်ကြမယ်ငါတို့နိုင်ငံလွတ်လပ်ရေးမရခင်ချိန်မှာငါတို့အပျော်ပါးတွေရွှတ်ကြပြီးတော့အာနာယူတဲ့ကောင်တွေကိုငါတို့ဝိုင်းတော်လန်ကြမယ်ဆိုတဲ့စိတ်သက်တွေမွေးဖို့လိုပါတယ်အဲ့လိုမဟုတ်ရင်တော့အခုဒီမှာ6နှစ်ပဲရှိသေးတဲ့ကလေးတောင်မှနော်စစ်မှုထမ်းတဲ့ကိုပေါ်တာဆွဲပြီးဝင်နေရတာခင်ဗျားတို့လက်တွေ့ပြတာနော်နောက်တဲ့တည်င်းကဲကြားနိုင်ပါတော့ချမ်းမစစ်ကောင်စီကအခုလိုမျိုးအတမပြည့်သေးတဲ့သူပေါ်တာဆွဲဖမ်းဆီးပြီးတော့ ဒီစစ်တိုက်ခိုင်းနေဆိုတော့ဒါတော့အမှန်တရားပဲเนาะဒါကတစ်ခေါက်တစ်ခုချိန်မှလည်းမဟုတ်ဘူးเนาะအခက်အခက်ခါခါရှိနေပြီအဲ့တော့ဇော်မင်းလုံးကတော့ဘလိုပဲညင်းညင်းပေါ့เนาะအောက်အောက်ချိန်မှတကယ်ဖြစ်နေဖြစ်ပါတယ်ဒါအပြင်အခုမုံမြာတို့ဘာလို့မှဆိုရင်ပွဲလမ်းသဘင်ကြီးကျင်းပပေးတယ်အဲ့ပွဲလမ်းသဘင်နဲ့ပြန်လာတဲ့လူငယ်တွေဖမ်းဆီးတယ်ဆိုတော့ဒါလည်းအကန့်အလတ်ကြားနေတာပေါ့เนาะအဲ့ဒီခုနကကိုစီပြောသလိုမနာလိုတို့ပြောတာလုံးဝမဟုတ်ပါဘူးเนาะဒါကိုယ့်ညီကိုမောင်နှမတွေအတွက်အန်ဒီရှိလို့ပြောတာဖြစ်ပါတယ်အဲ့တော့ပွဲလမ်းသဘင်တွေကိုရှောင်းနေတဲ့မြတ်ရှောင်းပြီးမှပေါ့เนาะမင်းအောင်လိုင်ရဲ့ဒီပေါ်တာဆွဲဖမ်းဆီးခြင်းမှလွတ်မြောက်ကြပါ ါစေလို့ဆုတောင်းပေးလိုက်ပါရနော်။ဟုတ်ကဲ့ဒီမနက်ပိုင်းသတင်းပြီးတော့ဒီလောက်ပါပဲအစားဆုံးကြည့်ပေးကြပြီးပြီးရောက်စရာဒူဝဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့အကျန်းဖက်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးအနေနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။